မင်္ဂလာပါရှင်တဝဲဝါရှက်တပတ်တွင်တင်းနေတဲ့တင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော်ရှင်ပါအခုတပတ်မှာတော့ဇွန်လ13ရက်နေ့ကနေ16ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနေတဲ့အတိုင်းတွင်တင်းတွေကိုတင်ဆက်သွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်တင်းတွေကတော့ထိခိနေတဲ့တခြားကိုခရင်ညူထိန်ချုပ်လိုက်တဲ့အကြောင်းတဝဲခရင်တပောင်းစွအယောင်ဆောင်ပြီးရွှေဆိုင်ကိုစက်ကြီးတောင်းဆောက်ပို့တဲ့တင်း တနင်္လာရီမှာလူနေအိမ်တွေနားကခဲလုတ်ကတ်တွေကြောင့်ကလေးတွေအန္တရာယ်ရှိနေတဲ့အခြေအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်စစ်ကောင်စီရဲ့ပိတ်ဆို့မှုကြောင့်တကူတိုက်နယ်မှာစားရင်းနေရေးခက်ခဲလာတဲ့အကြောင်းကိုရှုစားရမှာဖြစ်ပါရဲ့ရှင်။ ုင်းပြည်မှာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ငင်းရည်နေစခန်းကတပ်ဖွဲ့ဝင်တွေဇွန်လ12ရက်နေ့ကထိုင်းဘက်ကိုစခန်းဆုံခွာထွက်ပြေးပြီးတဲ့နောက်ဒဝယ်မြို့နယ်ထီခီနယ်စပ်တလျှောက်ကိုကရင်မျိုးသားစီယုံ KNU ကထိန်းချုပ်ထားနိုင်ပြီလို့ KNU တမဟာလေးမြစ်တဝယ်ခရိုင်အတွင်းရေးမှူးကပြောပါရယ်။တတင်းအပြည့်စုံကိုတော့ဒဝယ်ဝရှိုင်းဒေါ်တာတူကပြပြပေးသွားမှာပါရှင်။တိုင်းမြမနေစားရှိစကောင်းစီမြန်နီစကန်ကတပ်ဖွဲ့ဝင်တွေဂျွန်လန်စနေနေ့ကထိုက်ဘက်ကို စကန်းစခွာထွေပေးပြီးနောက်ဒဝဲမြို့နယ်တီကီနေစာတခြားကိုကင်အမျိုးသားအစည်းအဝေး KNU ကထိချုပ်ထားနိုင်ပြီလို့ KNU တမ်ဟာလီဘိတ်တဝဲခင်တွင်မူကပြောပါတယ်။မေယန်ဒီစကန်ဟာဂျွန်လာဆေးနီက KNU နဲ့တော်လိုင်းပူပေါင်းတက်တွေတက်ခိုက်တယူလိုက်တဲ့ဘွိုင်း2566လို့ခေါ်တဲ့ဘော်ဒီစကန်ရဲ့မြောက်ဖဲ920နီးပါးအကွာမှာတည်ရှိတာပါ။ အဲဒီစကမှာဒဝဲမြို့အခြေဆိုင်စကောင်းစီအမှား25ချရင်တိုင်းကအင်အား20လောက်အထိုက်ချထားတယ်လို့ခင်ယူတပ်ဟာလီဘေးဒဝဲခရိုင်တွင်ရင်မူပဒိုစောရနာကပြောပါတယ်။ကြောက်သူတို့စကားစုတ်သွားတယ်လဲဆိုတော့ကျွန်တော်တို့တော်လာရေးပူပေါင်းတာနဲ့ KNL တတ်မှလေးသွားတိုင်ဖို့သူတို့ကြောက်ပြီးတော့သူတို့ထွက်ပြေးတယ် ပြီးတော့ထိုင်းနဲ့ဇာရှိရအတွက်ကြောင့်သူတို့ကထိုင်းဘက်ကပြေးသွားတယ်ပြီးတော့ဘာကြောင့်လဲဆိုတော့သူတို့လည်းစစ်ကူလည်းမလာနိုင်တဲ့အတွက်ကြောင့်သူတို့ထွက်ပြေးတယ်ထိုင်းမြန်မာတကြီးနဲ့ဇာတလျှောက်ရှိထီထပြူဟာစခန်းကိုဧပြီလ19ရက်မှာတည်ယူခဲ့ပြီး မေရာကိုရင်းနေမှာထိခိနေဇာစခန်းဂျွန်လာစေးမှာဘောဒီနေဇာစခန်းကိုခင်ယူနေ ပီဒီအက်ပူပေါင်းတပ်တွေကတိုက်ခိုက်သေးယူထားပါတယ်။အခုနောက်ဆုံးဂျန်နေငရန်နီစခန်းကစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားလို့နေဇာတချောက်ကိုထိချို့ထားနိုင်ပြီလို့ခင်ယူတမ်ဟာလီဘီတိုဝဲခရဲတုံးရီမှုဘဒိုဆော်ရနာကပြောပါတယ်။ဒိုဝဲတိကီနေဇာကိုတွေလန်တချောက်မှာတော့မြေတာကြောင်မေတောင် ပကာယစ်စခန်းတွေဂျာနီတီပြီး ရေပြင်းမှုနဲ့ရှိပဲအနေစားမှာတော့စစ်ကောင်စီရဲ့ဒုက္ခစခန်းနဲ့နိုင်တောင်စခန်းချန်ရှိနေပါတယ်။ဒိုဝဲခိုင်တပောင်းစုအယောင်ဆောင်ပြီးဒိုဝဲမြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းကိုချင်းချောက်စစ်ကြီးတောင်းတဲ့ဖြစ်စဉ်တစ်ခုဇွန်လ10ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။တည်တင်းအပြည့်စုံကိုဒိုဝဲဝက်ရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ဒိုဝဲခရိုင်တပ်ပေါင်းစုအယောင်ဆောင်ပြီးဒိုဝဲမြို့ရှိဆွေဆိုင်ဒီဇိုင်းကိုချင်းချောက်စက်ကြီးတောင်းတဲ့ဖြစ်စဉ်တစ်ခုဇော်လရှိရနေ့ကဖြစ်ပွားခဲ့ပါတယ်။ တပ်ပေါင်းစုအနေနဲ့စက်ကြီးတောင်းတဲ့ဖြစ်စဉ်မရှိခဲ့ပဲအခုလိုငွေလိမ့်လဲတောင်းတဲ့ကိစ္စကိုလည်းစုံစမ်းဖောက်ထုတ်သွားမယ်လို့ဒွေခဲတပ်ပေါင်းစုကဇော်လ9ရက်နေ့ကထုတ်ပြန်အသိပေးထားပါတယ်ဒွေဝက်ကဖတ်ခွင့်ရတဲ့ခြေချောက်စာအတူမှာဒွေခရင်တပ်ပေါင်းစုရဲ့စီးတစိမ့်တစ်ခုပါဝင်ပြီး email လိပ်စာတစ်ခုလည်းပါဝင်ပါတယ်။အဲ့ဒီခြေချောက်စာကို Viber ကောက်တစ်ခုကပို့လာတာဖြစ်ပြီးဒွေမျိုးရှိဆွေးဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင်အမီလိပ်စာနဲ့ဖုန်းနံပါတ်တွေကိုလိမ့်မှုထားပါတယ်။ စက်ရည်အုတ်ချုပ်ရည်ရေပုံငွေအဖြစ်ကျပ်3သိန်းကိုဇော်လိုက်ရှင်းနေနောက်ဆုံးထားပေးဖို့ Viber အကောင့်မှာဘဏ်အကောင့်တောင်းရမယ်လို့အဲ့ဒီချိတ်ချောက်စာမှာဖော်ပြထားပါတယ်ဒါအပြင်ငွေပေးချေထားတဲ့ပြည်စာနဲ့တွန်လိုင်းအင်အားစုတွေစိုးမိုးနေမြေရှိစစ်ဆေးဂိတ်တွေမှာပြပြီးဖြတ်တန်းနိုင်တယ်လို့ရေးသားထားသလိုရန်ဝငွေထက်ဝင်သူတွေရဲ့နေအိမ်ကျိုးစီးပွားကိုစောက်ရှောက်မှာဖြစ်ပြီးမထက်ဝင်ရင်လုံခြုံရေးတောက်ဝန်မယူဘူးလို့ဖော်ပြထားပါတယ်။ ဒွေခရင်တပ်ပေါင်းစုကတော့ချင်းကျောက်စာအတူပေးဖို့တာနဲ့ပတ်သက်ပြီးစုံစမ်းနေစေဖြစ်တယ်လို့ဒွေခရင်တပ်ပေါင်းစုမဟာမိတ်ဆက်ဆံရေးတာဝန်ခံကပြောပါတယ်။တပတ်တွင်သတင်းတော်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။တနင်္လာရီမျိုးနဲ့သဘောလေးရွာမှာခဲတထုလောက်ွက်တွေကလူနေအိမ်တွေနားအထိရောက်နေပြီးခြိုက်ခွက်ကြီးတွေကြံခဲလို့ကလေးတွေအန်ဒီရဲ့ကြောက်ရွံ့မဲ့အခြေအနေဖြစ်နေပါဗါခဲလောက်ွက်တွေကအခုနှစ်ဇန်နဝါရီလကစပြီးသဘောလေးရွာရဲ့အထိရောက်လာကြတာပါ လက်ရှိမှာတော့ခက်တူးထားလို့ကြံခဲ့တဲ့ခြိုက်ွက်ကြီးတွေမှာရေပြည့်နေသလိုအချို့ခြိုက်ွက်ကြီးတွေမှာတော့ရှော့နဲ့ပြည့်နေတဲ့အတွက်ကလေးတွေနဲ့အိမ်မွေးတရိတ်ဆန်တွေဘေးဖြစ်မှာကိုစိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်အချို့ရွှေအိုင်တွေမှာအပေါ်ရန်ကမြေပေါက်နေပြီးမာကျောနေတယ်လို့ထင်ရပေမဲ့တက်နှင်းလိုက်ရင်ကြွန်ကြနစ်မြုပ်သွားလိမ့်ရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာအဲ့ဒီကြိုက်ခွက်တွေကြပြီးနွားလေးကောင်တိတ်ဆုံးခဲ့ပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ တဘောလေးရွာမှာခက်တထွတ်တူဖော်သူတွေကဒေသခံတွေပိုင်ဆိုင်တဲ့မိကွက်ဥယျာဉ်ခြံတွေကိုဝယ်ယူပြီးခက်တထွတ်တူဖော်နေကြတာလို့ဆိုပါတယ်ဇွန်လ17ရက်နေ့ကလည်းတနင်္လာရီမျိုးနဲ့တိန်တော်ကျေးရွာမှာခဲမိုက်တူးနေတဲ့အမျိုးသားတအူမြေပိတည်ဆုံခဲ့ပါရရှင်။တဝယ်မြို့နယ်မှာရှိတဲ့နန်စီမထဆရာဝန်များအဖွဲ့ MSF ရုံးကတာဝန်ခံဆရာဝန်ဒုတာဝန်ခံနဲ့စစ်တူတာဝန်ခံတအူကိုစစ်ကောင်စီကဖမ်းထားလို့မြေတားရေးစည်းကမ်းကိုရန်နာရဖွဲ့ရှိနေပါဗျ။ မေလနောင်ပိုင်းကနိုင်စီမထဆရာဝန်များအဖွဲ့စတူခန်းတာဝန်ရှိသူကိုဖမ်းဆီးပြီးတဲ့နောက်ဇွန်လ3ပိုင်းမှာတော့တာဝန်ခံဆရာဝန်နဲ့ဒုတာဝန်ခံကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ဒုတာဝန်ခံကိုတော့ပြန်လွှတ်လိုက်ပေမဲ့ဆရာဖာယုံကို နေတိုင်းနေပါခေါ်ယူစစ်ဆေးနေတယ်လို့သိရပါတယ်။စစ်ကောင်စီကအခုလိုဖမ်းဆီးခဲ့တဲ့အတွက်ကျန်တဲ့ယုံအဖွဲ့ဝင်တွေလည်းကြောက်လန့်နေပြီးရှောင်သိမ်းနေရတယ်လို့ဆိုပါတယ်။ ဒါကြောင့် MSF အဖွဲ့ရဲ့အုပ်ချုပ်မှုနဲ့စေဝါထောက်ပံ့မှုတွေပြတ်တောက်သွားပြီးအဲ့ဒီအဖွဲ့ကဖွင့်လှစ်ထားတဲ့မြေတားရေးစီခန်းလဲရင်နာရမဲ့အခြေအနေဖြစ်နေတာလို့ပြောပါတယ်။မြေတားရေးစီခန်းမှာအထွေထွေလူနာတရာကျော်ကိုနေစဉ်စေကူတာပေးနေတဲ့အပြင်သွေးတိုးနှလုံးစီးကျိုးသွေးချိုစတဲ့နာတာရှည်လူနာ၄၀၀၀လောက်ကိုလည်းပုံမှန်စေကူတာပေးနေတာကြောင့်စီခန်းပိတ်ရင်လူနာတွေအခက်တွေ့သွားနိုင်တယ်လို့ဆိုပါတယ်ရှင်။တပတ်အတွင်းသတင်းတွေကိုနားဆင်ခဲ့ရတာပါ။ ဒီအပတ်အတွက်အထူးသတင်းပေးဖို့ချက်ဖြစ်တဲ့စစ်ကောင်စီရဲ့ပိတ်ဆို့မှုကြောင့်တကူတိုက်နယ်မှာစားရေးနေရေးခက်ခဲလာတဲ့အကြောင်းကို12 watch wine dot တို့ကပြောပြပေးသွားမှာပါရှင်။တနင်္သာရီတိုင်းတွင်တိုက်ပွဲတွေပိုပြီးပြင်းထန်လာချိန်မှာစစ်ကောင်စီကဖြက်လေးဖြက်ဘျူဟာကိုကြကြပြန့်ပြန့်ကျင့်သုံးလာပါတယ် အထူးသဖြင့်တော်လိုင်းရင်တက်တွေအားကောင်းတဲ့တနင်္သာရီပလောဒဝေတည့်ရချောင်းပုတ်ပြင်းတဲ့ရေပြူမျိုးနယ်တွေမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီကပိတ်ဆို့ကန့်သက်ထားတာပါဖြက်လေးဖြက်ပြူဟာအရာစာနယ်ရိတ်ခါစေဝါ73စီ ဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးစတဲ့လူမှုအတွက်မရှိမဖြစ်ပစ္စည်းရိတ်ခါတွေကိုဖျက်တောက်ထားတဲ့အတွက်ဒေသခံတွေပုံမှုခက်ခဲကြက်တဲနေပါတယ် ဒီလိုပိတ်ဆို့ကန့်သက်ထားလို့စာနယ်ရိက္ခာစေဝါနဲ့73စီဈေးနှုန်းတွေအစပေါင်းများစွာထိုးတက်သွားပြီးအလောက်ကင်မကောင်းတဲ့ပြည်သူတွေပုံမကျက်တဲနေကြရပါတယ်။ဒီလိုကန့်သက်ထားတဲ့အထဲမှာတနင်္သာရီမြို့နယ်တကူတိုက်နယ်လေတစ်ခုအပါအဝင်ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်သက်မှုတွေကြောင့်တကူတိုက်နယ်အပါအဝင်အနီနာကျေးရွာတွေမှာဆန်အပါအဝင် စာနယ်ရိက္ခာဈေးနှုန်းတွေထိုးတက်သွားပြီးဝင်ငွေကတော့တိုးလာတာမရှိဘူးလို့ဒေသခံတွေကညှိတွားကြပါတယ်။ တကူးတိုက်နယ်မှာတိုက်ကမ်းပြည်အေးရွာမတန်တိုက်လမိုင်းကော့ကော်တော်စတဲ့ကျေးရွာ14ရွာရှိပြီးပြည်သူတပေါင်းခွဲလောက်နေထိုင်ကြတာပါတကူးတိုက်နယ်6ရင်စုရွာကအသက်30အရွယ်မပုတ်ဆုံးလဲကိုင်းတီးနှံစိုက်ပျိုးရောင်းချပြီးအသက်မွေးနေသူတူဖြစ်ပါတယ်မပုတ်ဆုံးဟာကိုင်းတီးနှံစိုက်ပျိုးရောင်းချရာကပြန်မြတရက်ဝင်ငွေ7000ခွဲရပါမိမဲ့စာဝင်နေရေးအတွက်မလောက်ငါဘူးလို့ညီးတွားနေရပါပြီ ရတာလာတော့တနေကိုမခွာမခွာရောကုထွတဲ့နေတော့ဝါမခွာရခဲပပကိုကောင်းနေတယ်ကောတဝရကဝယ်ရောလေအဲ့မစောစောလေးဝယ်ရောဆိုတော့မလာဘူးနော်တော်လိုင်းရင်တက်တွေထိမ့်ချုပ်ထားတဲ့တကူကျေးရွာအုပ်စုအပါဝင်တနင်းသာရီမြို့နယ်ထဲကကျေးရွာတွေကိုစစ်ကောင်စီကဖျက်လေးဖျက်လှုပ်ထားတာဟာနှစ်ချီကြာနေပြီဖြစ်တဲ့အတွက်ဒေသခံတွေဟာစက်တထက်ပိုပြီးစက်တဲလာကြရပါတယ် ညိတ်တင်းသားကြီးပုတ်ပြင်းကိုဆက်တွေ့ထားတဲ့ပြည်တော်စုလမ်းကနေတော်လိုင်းရဲတက်တွေစုံမှုထိမ့်ချုပ်ထားတဲ့ရွာရီစီကိုသွားနိုင်တဲ့လမ်းအလုံးနီးပါးကိုစစ်ကောင်စီကမြေတူးဆက်တွေနဲ့ထိုးဖျက်ပြီးရင်မှန်သမျှသွားလာလို့မရအောင်ဖျက်ဆီးထားပါတယ်။ဒါကြောင့်ပဲဆန်ပါဝင် စားတောက်ကုံဈေးတွေကညိတ်မျိုးပေါ်ပေါက်ဈေးထက်နှစ်ဆနီးပါးငှင့်နေပါတယ်။ညိတ်မျိုးပေါ်မှာကြက်၉တန်းဝန်းကျင် ပေါက်ဈေးရှိတဲ့ဆန်တအိတ်ဟာဖျက်လေးဖျက်ခံရတဲ့တမင်းသားကြီးမျိုးနယ်တွေကရွာရီမှာ ကျပ်တသိန်းခွဲနီးပါးအထိပေးဝယ်နေရတာပါ လမ်းမိုင်းတွေဖြတ်တောက်ထားတာကြောင့်အစင်စင်တည်ရတဲ့အပြင်လမ်းဘိုင်းမှာရှိတဲ့ကျင်းနှန်းတိုင်တရာစစ်စေးရေးဂိတ်လိုစစ်ကောင်စီစစ်စေးရေးဂိတ်တွေကတင်းတင်းကျပ်ကျပ်စစ်စေးနေလို့အခုလိုဈေးကွာနေတာလို့ဆိုပါတယ်ဆန်တားငါအပါဝင် စားတောက်ကုန်ကြီးပါတည်ဆောင်ခွင့်ကန့်တက်ခံရတဲ့တနင်းသာရီမြို့နယ်ထဲမှာဒေသထွက်စပားအပါဝင် ရေကြုံငါဂိုင်းတီးနံတွေစိုက်ပျိုးကြပေမဲ့ ဒေတာစားသုံးဖို့မလောက်ငှဘူးလို့ဆိုကြပါတယ်။ဒါကြောင့်မို့မြင်းမြို့ပါဝင်မြို့နယ်ပြင်ပကတင်သွင်းလာတဲ့စားတောက်ကုန်တွေအပေါ်မှာမှီခိုနေရတာပါ။ဒီလိုအခြေအနေတွေကြောင့်ဒေတာခံမိသားစုတွေရဲ့ထမဲဝိုင်းမှာဟင်းတစ်ခွက်လဲလျော့နေသွားပြီးနေ့စဉ်အသက်ဆက်နိုင်ရေးအတွက်ပဲစားတောက်နေရပါတယ်။တကူကြီးရွာကအသက်60အရွယ်ဦးညွန့်တန်းတို့မိသားစုထမဲဝိုင်းမှာလဲအသာဟင်းတစ်ခွက်နေ့စဉ်မပါနိုင်တော့ဘူးလို့ဆိုပါတယ်။ဘဝဝင်ရော အရာတွေကတန်းသွားနောက်ကတော့ပေါလာတော့အပိုင်းလိုက်ဆိုင်ရာကိပအဘမ်းမတခေါ်လာလေအေးတော့ရနိုင်နာတော့စောင်းနေရောမဲ့ရလားအစီအောင်စောင်းနေရောမသိရတမိုင်ရောစစ်ကောင်စီတပ်ကစားတောက်ကုံတဲဆောင်ခွင်ကန့်တက်ပိတ်ပင်ထားတဲ့တကူကျေးရွာအုပ်စုမှာအိမ်ကျက်သားတပိတ်တာကိုကျက်တပေါင်းကျော်ခုန်တက်သွားပါတယ် မြင်းမျိုးကနေတကူကျေးရွာအုပ်စုကိုသွားတဲ့လမ်းမှာရှိတဲ့ကျင်းနန်းတိုင်တရားစစ်စေးရိတ်ဂိတ်မှာအခုနှစ်ဧပြီလကစပြီးဈေးဆိုင်ကယ်နဲ့ဈေးကားတွေဖြတ်တန်းခွင့်ပိတ်လိုက်တဲ့အတွက်ကြက်သားဈေးလဲတပိတ်တာကိုကြက်တစ်တောင်းကျော်အထိထိုးတက်သွားပါတယ်။ဒီလိုဈေးတက်လာတဲ့အတွက်ဒေသခံတွေရဲ့ဝယ်လိုအားကျသွားပြီးဈေးရောင်းသူတွေလည်းအခက်တွေ့လာရတယ်လို့တန်တိုက်ရက်ကွက်ကဈေးတဲ့တူကပြောပါရစေ။စစ်ကောင်စီရဲ့ကန့်သက်ပိတ်ဆို့မှုတွေကြောင့်တယ်ယူဈေးရိတ်တွေကြီးလာပြီး ဈေးညှိရောင်းရတဲ့အတွက်ရောင်းဝကျသွားတာလို့ဆိုပါရယ်စစ်ကောင်စီကတဲယူခွေမကန့်တက်ခင်ကဆိုရင်ကြက်သားတစ်ပိတ်တာကိုကြက်2000ခွဲလောက်နဲ့ဝယ်နေရပြီမဲ့လက်ရှိမှာတော့2900ဈေးနဲ့ဝယ်ရောင်းနေရတဲ့အတွက်တပိတ်တာကို3200နဲ့ပြန်ရောင်းနေရတယ်လို့ပြောပါရယ်ဒေတာညာအနောကျတော့တအောင်မမဟင်းအမျိုးဝလူလေမလာပြမစောတာအိုးဝဲသမောင်ငွားထောက်ဖြစ်တော့နနနနနကောအမျိုးကဝါအလိုဘက်ကြည့်မှာပါ တာခွန်စံနဲ့သားဟုတ်ဝချေဝဘောတချို့ဆေးရဆော့ဆိုဝဆမနာလေတခြားမျိုးတွေကတင်သွင်းရတဲ့ကုန်ပစ္စည်းတွေအစမတန်ဈေးတက်နေချိန်မှာဒေတာထွက်ကိုင်းသီးနှံတွေနဲ့ဥယျင်ခြံထွက်ပစ္စည်းတွေကတော့စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်တက်မှုတွေကြောင့်ဈေးကောင်းမရပဲဖြစ်နေပါတယ်ငင်းမျိုးနယ်အဝင်မှာရှိတဲ့ဂျင်းနန်းနိုင်တရားစစ်စေးရေးဂိတ်နဲ့လမ်းတလျှောက်မှာရှိတဲ့စစ်ကောင်စီစစ်စေးရေးဂိတ်တွေကတနင်းတားကြီးမျိုးနယ်တွေက ထွက်တဲ့ကုန်ပစ္စည်းတွေကိုပိတ်ပင်ကန့်သက်ထားပါတယ် ဒေသထွက်ကိုင်းသီးနှံတွေဖြစ်တဲ့ခရမ်းသီးငရုတ်သီးပြောင်ဖူစတဲ့သီးနှံတွေနဲ့ရောဘာကို တင်ပို့ခွင့်မပေးဘဲကန့်သက်ထားတာပါကျင်းနှံနိုင်တရာစစ်စေးဂိတ်မှာဆိုရင် စားစီတပူပိုတဲမိတဲ့တညက်ရွာကအမျိုးသမီးကြီးတူကိုစစ်ကောင်စီတပ်သားတွေကအတင်းတောက်ခိုင်းလို့အသက်သေဆုံးတဲ့အထိဖြစ်သွားခဲ့ပါတယ်အခုလိုဒေသထွက်ကိုင်းတီးနှံတွေတင်ပို့ခွင့်မရတဲ့အခက်အခဲတွေကြောင့်ကိုင်းတီးနှံတွေဈေးကျနေပြီးအခက်ပိုတွေ့နေရတယ်လို့တောင်သူတွေကညီးတွားနေပါတယ် စစ်ကောင်စီကမကန့်တက်ခင်ကချမောင်ရက်တစည်းကို900ကျပ်ရနေရကနေလက်ရှိမှာတော့တစည်းကို300နဲ့ရောင်းနေရတယ်လို့တခြားကိုင်းသီးနှံတွေလည်းဈေးကျနေတယ်လို့လမိုင်းကော့ရွာကကိုင်းဆိုင်တောင်သူတူ ဖြစ်တဲ့ဥဖေတန်းအညီလွဲကပြောပါတယ်။အဲ့ဒါရောင်းပြီးတော့ဆိုတော့ဆန်တို့ဟိုစီတို့ဘာလို့ညောဝယ်ဆောက်အစင်ကမမွေရ။ဒါဒါမျိုးမျိုးတော့တနေ့မှာအမြော့ရရှိရတယ်မျိုးပေါ့။ ကိုမောင်တော်ငေါချောင်းပန်သေးပြီးတော့ပြန်စဉ်းစားငေါချောင်းတပိတ်တော့ဆိုအနေဆော့ဟောလိတ်ထောင်ငေါထောင်အဲ့ဒါလိုပြင်းနေဟောဟဲ့ဒီဟဲ့ရွယ်ပြန်လာရရတဲ့ခါတော့ဟဲ့ရွယ်တစ်စီးကိုမောင်950ဟောအမြောက်သွင်းရင်နဲ့ရပါရောဒီလိုကိုင်းတင်းငန်နေဈေးကြနေပြီမဲ့မျိုးစိပိုတက်စီညရောစာစတဲ့သွင်းအားစုဈေးတွေကတော့အစမတန်ထိုးတက်နေတဲ့အတွက်တွက်ချီမကိုက်ဖြစ်နေတယ်လို့ဆိုပါတယ် စစ်ကောင်စီရဲ့ဖြက်လေးဖြက်ဘူးအအောက်မှာဝန်းစာရေးခက်ခဲနေတဲ့တကူတိုက်နယ်အပါဝင်တနင်္သာရီမြို့နယ်တွေကကြေးဝါတွေဟာမိုးရသည်ရောက်တိုင်းရေကြီးရေရှမ်းလေးရှိပါတယ်။ဒီလိုရေကြီးရေရှမ်းတိုင်းနေအိမ်တွေပျက်စီးတာ၊စိုက်ခင်းတွေပျက်စီးတာ၊ရေကြီးမှုနောက်ဆက်တွဲရောဂါပိုရတွေဖြစ်တာတွေကနှစ်စဉ်ခံစားလေးရလေးရှိပါတယ်။အခုဆိုရင်မိုးရောလေပါပြင်းထန်လာတဲ့မိုးရသည်ရောက်နေပြီဖြစ်တဲ့အတွက် ရိတ်ခါစီဝါရှားပါနေတဲ့ဒေသခံတွေဟာရေကြီးရေလျှံမဲ့ဘေးကိုပါထပ်ဆင့်ကြုံလာရဖို့ရှိနေကြောင်းပါရှင်။တဝဲဝက်ရှိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတင်းင်းလိုက်တိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်တင်ဆက်ပေးသွားမှာဖို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်။